တောင်ပြင်းတမတူမြွတ်နဲ့မန်တုံမြုတ်ကိုစစ်ကောင်စီတပ်ကလက်ကြောင်းနဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူ၅ဦးသေဆုံးပြီးကလေးငယ်အပါအဝင်၅ဦးတိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တေဆုံးသူတွေထဲမှာနမ်တူမြုတ်ကဖြစ်ပြီးအခင်းဖြစ်ပွားတဲ့နေရာမှာ၂ဦးပွဲချင်းပြီးတေဆုံးသွားတာဖြစ်ပါတယ်။ဒဏ်ရာရတဲ့၅ဦးထဲမှာဇေယုံကိုပို့ဆောင်ကုသပေးရမှာ၂ဦးထပ်မံတေဆုံးသွားတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာဒီကနေ့မနက်9:00ခွဲဝင်းကျင်အချိန်မှာ နမ်တူမြို့နယ်အမန်တုံမြို့ကိုဥတီပြီးရည်ရွယ်ချက်ရှိရှိလေကြောင်းနဲ့ဘုံကျဲချတိုက်ခိုက်ခဲ့ပါတယ်နမ်တူမျိုးကိုဘုံတလုံးနဲ့မန်တုံမျိုးကိုဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အယက်သားပြည်သူ၅ဦးသေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်ရှိအိမ်နဲ့ဘုံစားထိမှန်ပျက်စီးခဲ့ပါတယ်။ မနစ်စတင်ပါလာတရနေ့မှာလဲမုတ်ကုံမြို့အနောက်ပိုင်းရထွက်ကြီးကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်တအိမ်နဲ့ဘုံစားထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီတပ်အနေနဲ့အရက်သားပြည်သူတရှိရာကိုရည်ရွယ်ချက်ရှိရှိလေကြောင်းနဲ့နဲ့ဂျီရိုနဲ့ဘုံကျဲချတက်ခိုက်နေတာကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းအနေရကိုရှောင်ရှားနိုင်ဖို့လေကြောင်းရံကကွန်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့လိုအပ်ပါတယ်ကျွန်မလူပူလိုပါပါရှင်အားလုံးပါ